ြဲတမ်းရည်စုပြီးတော့လုပ်ဖြစ်တာပေါ့နော်ပြီးတော့ဒီအမေဆိုသုံးသားလည်းတနစ်ပြည့်ဆိုတနစ်ပြည့်လူလည်းလုပ်တယ်တနစ်ပြည့်မှမဟုတ်ဘူးကိုလုပ်တဲ့အလူပဲအလူပဲဖြစ်ဖြစ်တေးသေးကြီးကြီးအမြဲတမ်းရည်စုပြီးတော့မှအာဒါအခုတပြည့်ပဲဖြစ်တာဟုတ် ကဲအဲဒါလေးကတော့မြို့သူရဲ့ဒါတနိုင်တစ်ပိုင်းနဲ့ပေါ့နော်လေးလာစူးစမ်းပြီးတော့မှဒါဆိုင်လေးကဖွင့်ပြခဲ့ပါပြီမြို့သူပထမနှစ်ကဆိုလို့ရှိရင်တော့ဒါအွန်လိုင်းကနေပြီးတော့မှအဓိကပေါ့နော်ရောင်းချပေးပြီးတော့ soft opening အနေနဲ့တော့ဖွင့်ခဲ့တယ်အဲ့တနည်းအတွင်းမှာတွေ့ကြုံနေယူခဲ့တယ်လေးလာခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ customer ရဲ့လိုအပ်ချက်တွေပြီးတော့ဗာလေးတွေဆိုလို့ ခင်နဲ့အမိပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးလေ့လာပြင်ဆင်ပြီးတော့တစ်နှစ်ချင်ယူပြီးတော့ဒါဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်မြန်ကုန်ကိုယ့်မဲ့ဥရှင်မှာစတင်ဖွင့်လှစ်လိုက်ပါရရှင်အဲ့အတွက်ကြောင့်လည်းလောက်ပါလိုင်းရပြီးတော့အဖေးချပါလို့လည်းပြောချင်ပါရရှင်ဒီတိုင်းမှာမြင်သွားလေဟိုအမတ်တရလေးလည်းဖြစ်သွားစေချင်တာရဲ့ဟိုမြို့တို့ဆိုင်ဖွင့်မွေးကိုလည်းငကိုတော့နေကအကူကဟိုအမတ်တရအနေနဲ့မြို့သူမွေးနေမှာဖွင့်ပေးချင်တယ်ဆိုရင်သူစိတ်ကူးလေးလည်းရှိတော့လေမြို့တို့လှုပ်လိုက်တာပါရှင်ဟုတ်ကဲ့အဲ့တော့ဒီထက်မွေးလေးကဘုံပြတ်တရဖြစ်မှန်းတဲ့ ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့အအကြီးမားဆုံးအမှတ်တရတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မြတ်သူတို့အမှတ်တရဖြစ်တယ်ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အเจ้าများတွေကကြတော့ ကိုပိုင်ဝင်ငွေလေးနဲ့သူတို့နှိပညာအလုပ်တွေမလုပ်ကြတော့ဘူးဆိုတဲ့အချိန်မှာကိုဗာစီးပွားရေးလေးလုပ်မယ်အဲလုပ်တဲ့ကိုပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုရဲ့ဝင်းကျင်ကိုထောက်ပံ့မယ်ကိုလူချင်းတန်းကျင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာတမင်စခဲ့လိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကိုဖူးတူပြုချင်တယ်အမေလည်းအလိုလိုလုပ်သွားစေချင်တယ်ဆိုပြီးတော့စစခဲ့တာပေါ့နော်အခုကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတော့ကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ် အဲဒါပေမဲ့လူကတော့အဲဒီလိုဒီလိုပဲတွေးကြစုံကြကြုံကြခွဲကြခွာကြပါเนาะအဲ့လိုမျိုးဆိုတော့အခုတော့တတ်နိုင်သလားကိုယ့်ဘကိုလုတ်ပဲပူကြိုးစားတဲ့အိုင်ကိုစိုက်တယ်ပြီးရင်နောက်ဇလံတွဲလေးတွေပြန်ခုလဲရှိရပါเนาะအဲ့ရလေးလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုတ်ပြန်ပို့တဲ့ချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့တို့ကိုလည်းနည်းနည်းပြင်ဆင်နေပါရဲ့ရှင်အမေပျော်ပြီးပြုံးပြီးတော့မှဘုံယူစီခြင်းလို့လည်းပူကြိုးစားခဲ့ရပါเนาะငယ်ငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် ဟိုကိုကိုရဲ့အဲကြိုးစားမှုတိုင်းကိုပို့ပို့ကြောင်းမလို့မိဘတွေကုန်တက်စီချင်းနေတာဆိုတော့လေအဓိကအမေပေါ့ဆိုတော့အမေအများကြီးပင်ပန်းနေတာဆိုတော့ဟုတ်ကဲ့ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆွေလဲဒါဟိုအကိုပတ်မှုပေးလို့ဒါမျိုးသူလုခွင့်ရတာပေါ့နော်မျိုးသူလေးလာခြင်းနဲ့ကြိုးစားခြင်းနဲ့ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမကြိုးစားရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနှိုင်းတိုင်ပြီးတော့ဒီလုပ်လေးတစ်ခုကို ိုရေမြုံကြည်ကြည်နဲ့ကိုယ့်ကိုလှုပ်ခွင့်ပေးတယ်ကိုလည်းအကောင်းဆုံးကြိုးစားရပေါ့နော်နောက်တစ်ခုကအကိုကမြစ်သူကမြစ်သူပေါ်မှာကောင်းတာထပ်ကိုမြစ်သူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကေတင်ပြီးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြစ်သူတို့အမေဖြစ်ချင်တာလေးမှန်တယ်များအကုန်လုံးကိုလှုပ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ကျေးဇူးတွေလည်းရှိရဲဆိုတော့လေပို့ပြီးတော့ကျေးဇူးတင်တာပေါ့ အမေမရှိတော့ဘူးဆိုတဲ့အချိန်မှာကျတော့လေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိကိုကအမေနဲ့ပဲလက်ပွန်းတနည်းနေခဲ့ပြီးတော့အမေတို့ကပဲအများကြီးကိုကြည့်ခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အဲ့တော့ဟိုစိတ်တက်ကြရလေးလည်းရှိရဲစိတ်အဆင်မပြေရမျိုးတွေလည်းရှိရဲအဲ့လိုအချိန်မျိုးတွေမှာ ဟိုပေးရနေပြီးတော့မှတက်နေသလားဟိုအားပေးတဲ့အတွက်ကြောင့်မလို့ဒါတော့ဒီပြန်ရက်တည်နေတာပေါ့နော်ဒါဆိုအမေမရှိတော့ဆိုချင်မှာဘဝမှာဘာမှဆုံးရှုံးကြလည်းမရှိတော့ဘူးဒီထက်ပိုပြီးဘာမှဆုံးရှုံးကြမရှိတော့ဒီထက်ပိုကဘာမှလောက်ဆံမရှိတော့ကိုကြိုးစားခဲ့တဲ့မြောက်ကဒီကိုဒက်ဆိုတာကိုမိဘတို့တွေးခဲ့ရဆိုတော့အဲ့ကိုတွေးပေးခဲ့တဲ့လူမှမရှိတော့ဘူးဆိုရင်ငါဘာလို့ဆက်လုပ်နေရမှာလဲဆိုရဲအတွေးမျိုးလေးတွေဝင်နေပေါ့နော်ဝင်နေအဲ့လိုမျိုးအချိန်မျိုးမှာဟိုကအများကြီး အပြန်ပြီးတော့မှတိစောက်နိုင်မှုအတွက်ကိုသူအများကြီးပြီးခဲ့ပါတယ်။ပြီးရင်ဆုံးဖြတ်ချက်လေးတွေကိုပို့ပြီးမှန်ကန်မှုအတွက်ကိုဘေးကနေပြီးတော့ပြောပြပြီးခဲ့တယ်။အဲ့အတွက်ကြောင့်လည်းဇလန်နွေတွေပြန်ရိုက်မယ်။ကိုစူပါယူဆက်လုပ်မယ်။နောက်တဲ့အလုပ်တွေထပ်ပြီးတိုးလုပ်မယ်။အဲ့ဒီကနေရကုသိုလ်တွေနဲ့ပဲအမေကိုရည်စူးပြီးကုသိုလ်လုပ်မယ်။ပြီးတော့ကို့အမေရွယ်အမေတွေအဖေတွေညီကိုမောင်နှမတွေ ဒါဟိုတွေးသားတော်ဆက်မှာမဟုတ်ဘူးပေါ့နော်လိုအပ်တဲ့သူတွေကိုဖြည့်ပေးနိုင်တယ်ကွက်လက်လေးတွေဖြည့်ပေးနိုင်တယ်သူဖြည့်ချင်တယ်ပေါ့နော်ဒါကိုနိုင်တဲ့လောက်ပေါ့ကိုနိုင်တဲ့ဝင်လေးနဲ့ဒါမျိုးရှိရသူလည်းဖြည့်ချင်တယ်အဲ့အတွက်ကြောင့်ပို့ပြီးတော့ကိုကိုပြန်ရက်တည်လို့ မြန်သူတို့နှစ်ယောက်ကဟိုလုံးဝဟိုဘယ်လိုပြောမလဲအက်ဆီဒန့်အကြီးကြီးလဲကြုံမှုတယ်လေနှစ်ယောက်လေမတည်လို့ဒါဒါပြန်တွေ့ကြတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာညာနှစ်ယောက်စလုံးမရှိတော့ဘူးဆိုရင်မြန်သူတို့ပိုင်ဆိုင်သမျှရေဆိုတော့လည်းအလကားပဲဟိုကိုယ်တိနေတယ်ဆိုရယ်ကြော်ကြားမှုတွေကလည်းအလကားပဲအဲ့ဒါကိုတီးပြီးနောက်ပိုင်းမှာနှစ်ယောက်ကရှီတုံးလူမယ်ဆိုရယ်စိတ်ပေါ့နော်ရှီတုံးဆိုတဲ့အချိန်မှာကိုယ်အသက်ရှီတုံးလဲပါတယ်လို့ကိုယ်ပတ်စံရှီတုံးလဲပါတယ်အဲ့လိုလှုပ်ခွင့်ရှိနေတော့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတွေးပြီးတော့နှစ်ယောက်ကတော့လှူခြင်းလို့လဲရှာတယ် အရှာပြီးတော့လည်းလှူပဲလူလောကထဲမှာရှင်သန်ရက်တွေဖို့အတွက်ကိုလည်းသူတို့ပို့ပြီးတော့ပေါ့နော်အလုပ်တွေလုပ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်သန်းနေကြတယ်နှစ်ယောက်ရဲ့စိတ်ကဟိုကြုံရတဲ့ဟာလေးတွေကအတူတူရှိကြတာဆိုတော့လေစိတ်ကဟိုတမိကရရပြီးအများဆုံးအတူတူအဲ့စိတ်လေးဖြစ်သွားကြတယ် ။ကိုကရွေးရှင်းပါတယ်။ကိုဆိုင်ထက်မြက်နဲ့မမြက်သူသူဆိုတော့နှစ်ယောက်ပါမထက်မြက်သူဆိုရင်နာမည်လေးပဲဒါနှစ်ယောက်စိတ်ကူးနဲ့ပဲပေးလိုက်တာပါရှင့်။ဟိုထူးထူးထွတ်ထွတ်တော့တခြားတော့မဟုတ်ပါဘူး။ညသူတို့နှစ်ယောက်ကိုစ조사ထားတယ်ဆိုတော့လေ။သူသူကတော့အဲအင်နောင်းစီလည်းဖြစ်တဲ့အခါကျတော့သူစီကထက်မြက်ကိုယူလိုက်တယ်။ကိုစီမှာမြက်သူပေါ့ဆိုတော့နှစ်ယောက်ပေါင်းလိုက်တော့ထက်မြက်သူဖြစ်သွားတယ်။အောက်ကတော့တိတ်မစားခဲ့ရဘူး။အများကြီးစဉ်းစားပါ။ ဟုတ်ကဲ့အရင်တော့ကျတော့ထမြက်ရေဒနာဆိုတဲ့နာမည်လေးကိုမြို့သူစဉ်းစားရပေါ့နော်။ဘာဆိုတော့ဟိုသူ့နာမည်ကထက်ပါမယ်၊ကို့နာမည်ကမြက်ပါမယ်။ပြီးရေနာလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ရေဒနာဆိုတာလေးစဉ်းစားလိုက်တာပေါ့နော်။ဒါပေမဲ့ပြီးတော့တခြားအကြောင်းအကြောင်းလေးတွေရဲ့မြို့သူတို့တခြားကိစ္စလေးတွေရောဒီလုပ်ငန်းလိုင်းစအကုန်လုံးပြန်ပြီးတော့အစီအပြေဟိုဘယ်လိုပြောမလဲပြန်ပြီးစီစစ်လိုက်တဲ့အချိန်မှာကျတော့ထမြက်သူနေရ အကုန်လုံးကတိဖြစ်သွားတာပေါ့နော်တက်နိုင်တလားပေါ့နော်ကိုလည်းဟိုလေ့လာတာပေါ့နော်ဒါဆိုတော့ကိုထက်ကိုပို့ပြီးတော့မှအာပစ္စည်းတွေကိုခံထားပြီးတော့ပြနိုင်တဲ့စိုင်ကြီးတွေနှစ်ကိုဆယ်နဲ့ချီပြီးတော့ရက်တည်နေတဲ့စိုင်ကြီးတွေဆိုတာအများကြီးရှိတယ်မြို့သူကိုအားပေးကြတယ်ချစ်ကြတယ်အဲ့အတွက်ကြောင့်မလို့ဒါမြို့သူလည်းဒီမှာကိုပါကိုလေးဒါလုပ်ဖို့အတွက်ကိုပေါ့နော်တက်နိုင်တဲ့ဘိုင်စူးစားခွင့်လေးရနေတာပေါ့နော်အဲ့တော့ကိုအနေနဲ့ကအာဘာကိုအားသာချက်အနေနဲ့လုပ်မလဲဆိုတော့ကိုချစ်တဲ့သူတွေအတွက်ကိုကကိုရဲ့ကိုပိုင်ဒီဇိုင်းလေးတွေကိုလုပ်ပေးခြင်းနဲ့ customize အနေနဲ့တချို့က design ဆွဲထိုင်းတာလေးဆိုမှသူဆွဲပြီးတယ်ပြီးရင် ဟိုဒီစိန်နေဆိုလို့ရှိရင်လည်း quality ကောင်းကောင်းလေးသုံးပေးတယ်။ရည်သွေးလေးတစ်ခုမှထားထားပြီးတော့ပေါ့နော်။ကိုယ်ချစ်ပေးတဲ့သူတွေကဒီပစ္စည်းလေးတစ်ခုကိုအဲ့လိုမျက်နှာဦးစိတ်လေးနဲ့ဒါချစ်တဲ့စိတ်ကလေးနဲ့ဝယ်ယူအားပေးတဲ့အချိန်မှာအရွေးမမားရအောင်ပေါ့နော်။အဲ့လေးတော့တတ်နိုင်တယ်လို့ယူဆထားပါတယ်ရှင်ဟုတ်။မြို့သူဆိုင်မှာတော့မြို့သူရွှေသားလုံးဝမရအောင်ပေါ့နော်။ရွှေသားတိတတ်တယ်လုံးဝမရအောင်မင်းနဲ့စိန်တယ်ရဲ့ပြီးရင်ကြောက်ထယ်တယ်ပေါ့နော်။ကြောက်ထယ်ဦးမှာစစ်သွေးမီးဖုတ်တွေလုံးဝမရအောင်မင်းနဲ့အတဘာဝကြောက်စစ်စစ်တွေပဲရောင်းပါတယ်။အဲဗရမညာနီလာရေဆိုလို့ရှိရင်လည်းမြို့သူမိုးကုတ်ပေါ့နော်။မိုးကုတ်ပဲသုံးပါတယ်။အဲ့လို စေတွင်းမိဖုတ်တွေလုံးဝမတော်ဘူးပေါ့နော်အဲ့ရလေးတွေကတော့ဒါကိုကတော့ကိုယ့်ရဲ့ဆိုင်မှာတော့ဘယ်ပစ္စည်းလေးဆိုတော့ဘယ် quality နဲ့သွားမယ်ဆိုတော့ပုံစံမျိုးလေးနဲ့ပဲလုပ်ထားလိုက်တာပေါ့နော်ဟုတ်ကိုအပေးတဲ့သူတွေလွယ်လင်းတကူနဲ့လာပြီးတော့မှအော် အပေးလို့ရရမယ်ဆိုရဲခံစားချက်လေးနဲ့ပြောပါရစေဒီတက်ပို့ပြီးအများကြီးစူးစမ်းရအောင်ပါပါရှင့်ဒါခြေလန်းအစလေးပဲရှိသေးတာဆိုတော့လေမိမဲလေးမိတွက်ပဲကျိုးပို့စူးစမ်းခဲ့တာဆိုတော့ အမေကိုရှိစေချင်တာပေါ့နော်။ဒါပါပဲ။ဟောလူတွေကတော့အများတန်းယူဆပြီးတော့လုပ်ဖြစ်တာပေါ့နော်။ပြီးတော့ဒီအမေဆိုသုံးသားလည်းတနစ်ပြည့်ဆိုတနစ်ပြည့်လူလည်းလုပ်တယ်။တနစ်ပြည့်မှမဟုတ်ဘူးကိုလုပ်တဲ့အလူပဲလူပဲဖြစ်ဖြစ်တေးသေးချီချီအများတန်းယူဆပြီးတော့မှအာဟုတ်တပြုတ်ပေးတာ။မပြေဆုံးတဲ့အချိန်မှာတော့မိသူကအမေအတွက်ဆိုတော့ပဲဦးစားပေးခဲ့ရဆိုတော့ဒီလိုလေးအဆင်ပြေလာတဲ့အချိန်မှာဆိုရင်တော့အမေပါဖြစ်ချင်တာလဲဘာလို့ချင်တာလဲအရာအားလုံးကကိုယ့်အထက်ကိုပို့ပြီးတော့ဦးစားပေးမိမှာပဲလေနော်အမေ မရှိတော့တဲ့အချိန်မှာဒီတိုင်းဖြစ်နေမှာတက်ဆိုင်ရယ်เนาะရှိတဲ့အချိန်မှာလည်းတက်နိုင်တဲ့လောက်ကိုကျေးဇူးပြုခဲ့တယ်ဟိုကျေးဇူးပြန်ဆက်တယ်ကြည်မာတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့ကိုကိုကိုနောင်နာမရရအောင်လို့အများကြီးကိုပြုစုပေးခဲ့လိုက်တယ်အခုမရှိတော့ဆွဲချိန်မှာလည်းမမေ့မရောနဲ့ရည်စုပြီးတော့မှအငြင်းတယ်ဒါကုသိုလ်ပြုပေးတယ်ပေါ့ဒါပဲကိုတက်နိုင်မှာပေါ့ဒါဆိုတော့မိတို့ရောအလူလောကရမှာဒါလူတိုင်းကြုံရမှာပဲဆိုတော့လေကိုတယောက်တည်းမှထူးကဲပြီးကြုံရတာမဟုတ်ဘူးကိုကတော့ကိုင်းနဲ့ ကိုနဲ့တွေ့သားတော်ဆက်နေတဲ့ကိုရဲ့အမိဖြစ်နေတဲ့အတွက်ကြောင့်ကိုရဲ့အဆွဲပေါ့နော်အဆွဲကြောင့်မလို့ဒါဒီလိုမျိုးဖြစ်နေတာဆိုအဲ့ဒီဆွဲလေးတွေလည်းတတ်နိုင်သလားဖျောက်ပြီးတော့ဖြစ်ချင်တာထက်ဖြစ်တင်တာလေးတွေပဲကိုစဉ်းစားပြီးတော့လုပ်ဖြစ်ပါရှင်ဟုတ်အဲ့ဒါအမိပဲသတ်မှတ်ပါလေကိုသတ်မှတ်လို့မရအောင်ဘာလို့လဲဆိုတော့ကိုကိုကိုလိမ်မာတယ်လို့လူတိုင်းထင်တာပဲဒါပေမဲ့တခါတလေကြာမိဘရဲ့စိတ်ထဲမှာသူတို့အဆင်မပြေလဲရှိနေရှိမှာဆိုတော့လိမ်မာတယ်မလိမ်မာတယ်ဆိုတော့ ဘေးလူပါပဲဆုံးဖြတ်လို့ရတာကိုကိုကိုဆုံးဖြတ်လို့မရဘူးဒါပေမဲ့မိတို့ကတော့ကောင်းနေတယ်စိတ်ထားမကောင်းဆိုရင်တော့စိတ်ယုံမှာမဝင်အောင်လို့တော့ကြိုးစားပြုနေပါရှင့်အဲ့ဒါလေးလည်းနည်းနည်းစီစဉ်နေရလေးရှိပါတယ်တချို့ဇက်လေးလည်းဖတ်နေရပြီပြီးတော့ကိုနေရင်းနှီးအမိုင်းနေပေါ့နော်တိုင်မင်ပေါ့ဒါဆိုတော့အဲမြို့သူဒီ35နှစ်မှာမြို့သူဘယ်လောက်ထိလုံနိုင်လဲလုံနိုင်တယ်လောက်ကိုမြို့သူအစွမ်းကုန်ကြိုးစားပြီးလုံမယ်ကိုလုံချင်တာလေးတွေရောအဲလုံတင်တာလေးတွေရောလုံရမှာလေးတွေရောအားလုံး balance ညီညီလုံသွားမှာအတလီကြီးရဲ့အချိန်မှာကိုမလုံချင်တာတွေကိုမလုံရတော့မှာ ကိုအေးဆေးဆေးလေးနဲ့ကိုနေရမယ်ပေါ့နော်အဲ့လိုအတွေ့လေးပေါ့နော်ဒီနေ့နဲ့မနေ့ပြန်ဘာမှမသိရတဲ့အကြောင်းလို့တော့ရှင်သန်နေရဲ့ကာလအတွင်းမှာတော့တတ်နိုင်တယ်လို့စူးစမ်းပြီးတော့ကျွန်တော်ရုံးငန်းသွားမှာပဲဟုတ်မင်းတို့ကအခုချိန်ထိဒါ forever နဲ့လက်တွဲလုံးဝမဖြုတ်သေးပါဘူး forever လေးမှာပဲရှိနေပါသေးတယ်အဲဇာလန်တွဲလေးရိုက်ထားရပေါ့နော်ထပ်ပြီးတော့လည်းရိုက်ဖြစ်တယ်ဆိုလို့ရှိရင်မင်းတို့ရုံးနေလည်းဖြစ်ခြင်းဖြစ်မယ်အပြင်နဲ့လည်းဖြစ်ခြင်းဖြစ်မယ်ဒါကတော့လက်တွဲလုံးမှာတော့မပြောနိုင်သေးဘူးပေါ့နော် တခြားကြတော့ကိုစီစဉ်နိုင်လေးတွေရှိနေပေမဲ့ဟိုတေချာမှပြောတာကောင်းတာလေအဲ့လိုအားကြောင့်မလို့မပြောသေးဘူးဟိုအဓိကမြို့သူကဒီဘက်မှာဆိုလို့ရှိရင်လည်းမလင်ဟင်းရအောင်တန်းတန်းတလောက်ကြိုးစားတယ်ဒါပေမဲ့တကယ်လို့ချင်တယ်ဆိုလို့ရှိရင်အချိန်ဆိုတာသူကလည်းသူ manage လုပ်လို့ရပါတယ်လုံနိုင်မှုပဲလို့တော့ပါတော့နောက်တစ်ခုကစိတ်တစ်ခုပဲသူတို့အလုပ်တွေ ကိုထက်ကိုလုပ်ငန်း၄၅၆ခုကိုဦးစီးနေတွေ့လဲအများကြီးရှိတာပဲလေเนาะကိုကမှအခုဒီဟာလေးလုပ်ငန်းလေးတစ်ခုနဲ့ဒါကိုရဲ့အနုပညာလုပ်လေးနဲ့ဆိုတော့ဒီကြားထဲမှာလည်းသူစိုင်ဖွင့်တိုင်းတက်လန့်နေပဲဆက်လန့်တော့တဲတဲကိုဒါလာချီပြီးရိုက်ခဲ့တာပဲဆိုတော့လေရအောင်လို့ဟန်ဒယ်လုပ်ရအောင်အဓိကစိတ်စိတ်တစ်ခုပါပဲဟုတ်ကဲ့ပရိုက်တာလေးရောဒါရွေးချယ်တော်မူတဲ့ဆက်လာတာအဲ့လိုမျိုးကြီးတော့မရှိပါဘူး။ဘာလို့လဲဆိုတော့ကိုကအနုပညာအဲ့လိုကိုလုတ်ချင်တယ်တေးဥဆောင်ရတာကိုပျော်တယ်တေးဥဆောင်နေရရင်ကိုကိုကို ပို့ပြီးတော့ယုံကြည်မှုရှိတယ်။အဲ့လိုအခြေမျိုးမှာ ဇက်တိုင်းကကိုနဲ့မလိုက်နိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မလိုက်နိုင်နိုင်ယူလဲကိုလာငားမှာမဟုတ်ဘူးအဲ့တော့ကိုလာပြီးကန်လန်းနေဆိုလို့ရှိရင်ဒါအမြင်မှာလိုက်တယ်လို့ယူဆလို့လည်းဖြစ်နိုင်တယ်ပုဂ္ဂိုလ်ရေးအရဟိုခင်မင်းရင်းနှီးလို့လည်းဖြစ်နိုင်တယ်အဲ့လိုဆိုတော့ကို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 လုံနိုင်မယ်လို့ထင်တော့လုံမယ်အဲ့လိုအရင်ကြီးပေါ့နော်ဟာဘယ်လိုဇက်မျိုးမှရိုက်ပါမယ်ဆိုရွေးချင်နေရကိုလည်းဘာမှမဟုတ်ဘူးပေါ့နော်ဇက်လန်းတွဲမှာပဲဒါပေါဝင်ထားတဲ့တရုတ်ဆောင်တယောက်အနေနဲ့ပဲဆိုတော့တရုတ်ဆောင်တယောက်အနေနဲ့ကတော့အဓိကရာမာတို့ ဟိုဇလန်းကောင်းမှအဲ့လိုဆိုတာတက်တယ်ကိုလှုပ်ချင်တဲ့အရာလေးကိုကိုယ့်ရဲ့ကြာရနေရာလေးမှာတောင်းမကြည့်ရတဲ့သူတွေဖြစ်ချင်ပါဘူးဟုတ်ပြောပါတယ်ဟိုဒါဆိုလို့ရှိရင်အနစ်ကိုဆယ်ချီသွားပြီလေနော်အဲ့တော့အဲ့ဒီချိန်မှာလည်းသူကပထမအဦးဆုံးဒါအဓိကဆက်ဆောင်နေနေရရတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ့်ရဲ့အမတ်တရားတွေလည်းဖြစ်ခဲ့တယ်လေအဲ့နာလေးပြန်တက်တဲ့အချိန်ကကိုယ့်ရင်နာဆိုင်ဖွင့်တဲ့အချိန်လေးဆိုတော့လေဆိုင်ဆိုင်ရဲ့ ဆောင်းမုလေးကိုတော့မှပထမပြီးလို့အမျိုးမျိုးစဉ်းစားကြရတယ်။အော်ဘလူးလေးပြီးရင်ကောင်းမလဲပေါ့နော်။အဲ့နောက်ဆုံးလေအဲသူများစိတ်တမကြိုက်တယ်တော့မသိပါတော့ကိုပါကိုပဲအော်လေရန်နာလေးကရန်နာထမြက်သူမှရှာဆိုရအဲ့လိုမျိုးပေါ့နော်ကိုတွေးလေးနဲ့ကိုတော့မှပဲစာစီလိုက်တယ်ပေါ့နော်ဘဝမှာအမှတ်တရဖြစ်ပါတယ်ဘာဆိုအခုနဲ့စုံတာလေအဲ့ကာကြောက်မယ်ဆိုတော့လေအခုကျတော့ဒါလေးကပြန်တက်လာတာတော့ကွတ်ကွတ်တီလိုလေးဖြစ်သွားတာပေါ့နော်တချို့ကျတော့အရင်တော့အတင်းဆောင်လုတ်ခဲ့တာကိုမသိရသေးရှိရအခုစနေမျိုးတို့ ိုဆိုင်မျိုးသမီးလို့သိပေမဲ့အာဟိုတရုတ်ဆောင်မြတ်သူတို့ဆိုပြီးမသိတဲ့သူတွေရှိကြသေးတယ်။ဘာလို့ဆိုမြတ်သူတို့ဇလန်တွဲတွေရိုက်ခဲ့ပြီးတော့လွင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမသိကြအောင်လေမသိကြအောင်ဆိုတဲ့အချိန်မှာဒီကားလေးပြန်တက်လာတဲ့ခါကျတော့အော်အရင်ကဟိုဟိုဇလန်နဲ့မှာပေါက်ပြီးအမကြီးဆိုပြီးတော့လည်းပြန်မှတ်မိသွားကြအောင်နော်။ဟုတ်ကဲ့အော်ဒါကတော့အသက်အရွယ်တစ်ခုရောက်လာရင်လူကတော့လူအလုံးလုံးကြမှာပဲလေ။နောက်ကိုလည်းအိမ်တော်ပြုတ်တယ်ဒီလိုပဲကုသငယ်ချင်းဆိုလို့ရှိရင်လည်းအမကလေးအိမ်တော်ရရနေပြီအဲ့လိုမျိုးဆိုတော့လေ။ မြို့တို့လည်းတရုတ်ဆောင်တွေလည်းလူတွေပါပဲဘဝမှာ plan ထားလေးရှိမယ်တချို့ကျတော့လေတယောက်တည်းဆက်ပြီးသွားဖို့ရှိတယ်လို့တချို့ကျတော့လေမိသားစု plan လေးရှိရဲဆိုရင်လွန်ခဲ့10နှစ်နဲ့အခု10နှစ်ဆိုလွန်ခဲ့20အခုချိန်မှာ30ကျော်အဲ့လိုဆိုတော့ interview သင့်ပြီလေနော်ရွေထားပြီဆိုလို့ရှိရင်ဒါလေးတွေကတော့ကြုံရမှာလဲဆိုတော့လေတိတ်တော့ထူးဆန်းတော့မရှိပါဘူးဒါပေမဲ့တငယ်ချင်းတွေတော့ပြန်မစုံဖြစ်တာပေါ့နော်မပြောတော့ပြောတော့အဲ့တော့လေကိုလုံနိုင်တလားအကောင်းဆုံးလောက်တာပဲပေါ့နော် အဘယ်ရမဆိုဟိုလိုတာဝန်ကြီးတဲ့သူဖြစ်ချင်တာပေါ့အဲ့စိတ်ကလေးပေါ့နော်အဲ့တော့အခုဒီနောက်လာမယ့်ဇာတ်လမ်းမှာဆိုရင်လည်းငိုရတဲ့ရက်မရှိတဲ့လောက်ကိုနေစင်နေတိုင်းပေါ့အဲ့လိုစူးစမ်းပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့တရုပ်ဆောင်ထားပါတယ်အဲ့ဒါလေးဟိုတက်လာရင်လည်းအပြစ်ကြပါဦးသူစနမပါဘူးနမေကစိုက်ထက်မြက်ရဲ့မြတ်သူသူရဲ့ဆိုတော့နှစ်ယောက်ပါလာရတော့ထက်မြက်သူဖြစ်သွားတာပေါ့နော် ဟုတ်ဟုတ်ဒီလေးလေးကိုလေးရတယ်ဩသူသူများလည်းခေါ်ကြပါတယ် Facebook ပေါ်မတင်လို့ဖြစ်ပါလိမ့်မယ်ခေါ်ကြပါတယ်အဲ့ခေါ်ပါလိတရုတ်တင်အများစုခေါ်ကြတယ်ဟုတ်ဟုတ်ကျေးဇူးလည်းအများကြီးတင်ပါတယ်လာပြီးတော့မှရောက်လာပြေးချားရတဲ့သူတွေရောပြီးတော့အမြဲတမ်းမြို့သူရဲ့ကျူးစားမှုတိုင်းကိုအားပေးပြီးတော့ခွန်အားဖြစ်ပေးနေကြတဲ့သူတွေကျေးဇူးများကြီးတင်ပါတယ်မြို့သူနောက်လို့မဲ့လုပ်ငန်းလေးကြရလဲအပိပောင်းလို့ပြောချင်ပါတယ်ဇန်လန်တွဲလိကြရဲ့အပိပောင်းရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်